ခင်ဦးမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ပြီးလက်နက်ခဲယံအများပြားတင်းစီရမိတဲ့တွင်စကိုင်းတိုင်းခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်တပ်အများပြားတိုက်ဆုံးပြီးလက်နက်ခဲယံများတင်းစီရမိခဲ့ကြောင်းခင်ဦးမြို့နယ်ပကဖက ထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ23ရက်နေ့နေ့လယ်7:00နာရီခန့်တွင် စစ်တပ်၏နေပြာ330နှစ်ခမရ333နှစ်ပြူစောတိစုစုပေါင်း160ဦးခန့်ကိုခင်ဦးမြွနယ်မုံလအရွာမှပြင်ထောင်ပြူရွာတို့အတော်လမ်းခုလက်မှတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားပါတယ်ဒီလိုတိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်ကအများပြားတိုက်ဆုံးခဲ့ပြီး စစ်ကြောင်းပြက်ကဒက်ဘော်ဒီများပစ်ထား၍မုံလရွာအတွင်းသို့ပြန်လည်ဆုတ်ခွာသွားကြောင်းဆိုထားပါသည်အဆိုပါတိုက်ခိုက်မှုတွင်ငချင်းမြေတလက် MA1 ဆဲလက် MA2 သုံးလက် BA 160မမကူမန်ဒိုစိန်ပြောင်းတလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MAS sniper တလက် M1 ငါးလက်နဲ့ကြီခဲရအများပြတိမ့်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိုတက်ခိုင်းမှုကိုအမတ်နဲ့ဆွေးပိုးခရိုင်အမတ်သုံးတရင်ခင်ဦးမြွနဲ့ပကဖတိုက်နယ်1345ပကဖများခင်ဦးမြွနဲ့ပလဖတို့ကပူပေါင်းတက်ခိုက်ခြင်းဖြစ်ပြီးအထီးခိုင်းမှုရှိစုတ်ခွာသွားနိုင်ခဲ့ကြောင်းအတိပေးထားပါတယ်ခင်ဗျာ။